တဗ္ဗဗျာရှင်လက်ထက်တုန်းကမိမတွေနဲ့အသားချင်းထိလို့မရတဲ့အာနိဋ္ဌိကန္တမင်းတောင်ကတဗ္ဗဗျာရှင်လက်ထက်တုန်းကပြည့်စေကားဗုဒ္ဓအလောင်းလျာတူဖြစ်တဲ့ယဟန်တဗ္ဗဟာအနှစ်2000တိတိတရားအားထုတ်တာတောင်မှမတ်ဖို့ကိုမရခဲ့ပါဘူးဒီလိုနဲ့တရားသူတရားမြတ်ကိုမရဘဲကွယ်လွန်သွားတဲ့အခါမြမပြည်မှာမြမကြီးတဗ္ဗအဖြစ်ပွားခဲ့ပါတယ်မြမပြည်ကနေတဖန်ပြန်စုတည်တဲ့အခါမှာဗာယာနတိပြည်ကမိဖုရဲ့ခေါင်းကြီးရဲ့ဝမ်းမှာပရိတန်တေတည်ခဲ့ပါတယ် ဒီလိုနဲ့မင်းသားလေးမွေးဖွားလာတဲ့အချိန်မှာအင်မတန်ထူးခြားတာတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုတော့မင်းသားလေးကမိမရရဲ့အသားကိုထိလို့ကင်တွယ်လို့မရတာပါ။မိမရရဲ့အသားကိုထိလိုက်တာနဲ့ထွန်းထွတ်တက်သွားတတ်ပါတယ်။ဒါကြောင့်သူ့ကိုနိုးတိုက်ချင်ရင်အထင်းတော်တွေကိုယောက်ျားလိုဝစ်စင်စီပြီးမှတိုက်လို့ရပါတယ်။မိမတွေကိုကြောက်ပြီးမိမတွေရဲ့အနန္တတ်ကိုမခံနိုင်တဲ့သူဖြစ်လို့သူ့ကိုအာနိဋ္ဌိကန္တာမင်းသားဆိုပြီးခေါ်တွင်ခဲ့ကြပါတယ်။ မင်းသားလေးအသက်16နှစ်သားအရွယ်ကိုရောက်တဲ့ချိန်မှာဖခင်ဘရင်ကြီးကနန်းမျိုးဆက်ပြတ်မတော့အောင်ကျင်ရဘက်ရှာပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီအတွက်အမတ်ကြီးတစ်ပါးကတာဝန်ယူပြီးနိုင်ငံတွင်းကအချောဆုံးအလှဆုံးအမျိုးသမီးတွေကိုနန်းတွင်းခေါ်စီပါတယ်။အရင်နောက်မှာတော့မင်းသားလေးရဲ့အခန်းအပြင်ကနေညတိုင်းမိမချောမိမလာတွေကိုတာယာတဲ့ဂီတာတန်စင်တွေနဲ့တီးမုတ်ဖျော်ဖြေစေပါတယ်။ ဒါပေမဲ့မင်းသားဟာရှေးဘဝကပါရမီတွေအကြောင်းအဲ့ဒီအတန်တွေကိုအလွန်မုန်းတီးပြီးဒီပွဲကိုစီစဉ်တဲ့အမတ်ကြီးကိုစိတ်ဆိုးမှန်ဆိုးနဲ့ပြင်းထန်တန်ပေးဖို့လုပ်ပါတယ်ကြားရဲကဘယင်ကြီးကတောင်းပန်ခဲ့ရကြောင်းပြင်းထန်တော့မပေးခဲ့ပါဘူး။ဒါပေမဲ့ဘယင်ကြီးတို့ဘက်ကမိမပေးစားဖို့ကိုလက်မလျှော့ခဲ့ရကြောင်းနောက်ဆုံးမင်းသားလည်းရွှေစင်ရုပ်တစ်ခုကိုထုလုပ်ခိုင်းပြီးအဲ့ဒီရွှေစင်ရုပ်ထုနဲ့တူတဲ့မိန်းကလေးကိုရရင်လက်ထပ်မယ်လို့ပြောလိုက်ပါတော့တယ်။ ဘယင်ကြီးလဲရွှေစင်ရုပ်ထုနဲ့တူတဲ့မင်းကလေးကိုခုနှစ်ပြည်တော်မှာလိုက်လံရှောက်ဖေးခဲ့ရင်းနဲ့နောက်ဆုံးမှာတော့ရေတပင်ကနေပြန်လာတယ်။မက်ဒရစ်မင်းရဲ့အသက်16နှစ်အရွယ်သမီးတော်လေးကိုသွားတွေ့ပါတယ်။အဲ့ဒီမင်းသမီးလေးဟာရွှေစင်ရုပ်ထက်တောင်ပိုလှပလွန်လာကြောင်းမူးမက်တွေလည်းဝမ်းသာသွားခဲ့ပြီးတော့မက်ဒရစ်ဘယင်ကြီးစီမှာအကျိုးအကြောင်းသွားပြောခဲ့ပါတယ်။မင်းကြီးကလည်းသဘောတူတာကြောင့်မင်္ဂလာအခမ်းအနားနဲ့ဘာယာနတီကိုခေါ်ဆောင်လာခဲ့ပါတော့တယ်။ မင်းသားကတော့မင်းသမီးလေးရဲ့တရင်ကိုကြားကလေးကလူကျင်တမဆိတ်တွေဖြစ်လာတာကြောင့်မွေးတွေကပါလာတဲ့ပထမဇန်ကရှော့ကျသွားပါတော့တယ်။ဒီလိုနဲ့တရက်တညနဲ့ဘာယာနတီကိုအရောက်ပြန်လာခဲ့ပြီးရောက်တဲ့ညမှာပဲမင်းသမီးလေးဟာဥယျင်ဆိုင်အိမ်မှာခဏအဆန်မြန်းနေတော့ခရီးပန်းတဲ့အချိန်နဲ့တခါတည်းဆုံပါသွားခဲ့ပါတော့တယ်။မင်းသားကတော့ယူကျုံမရဖြစ်ပြီးငိုကြွေးမဲ့အချိန်မှာရွှေဘဝကပါရမီတွေကိုအပြန်ပြန်အလန်လန်သုံးသပ်ပြီးရဲ့အခါမှာ တောကရဲ့မြပြားခံရကတနာဆိုတဲ့အကြောင်းတရားကိုတွားသိခဲ့ပါတယ်။ဒီလိုနဲ့ပရိသသမုပ္ပတ်ကိုအပြန်ပြန်အလန်လန်ဆင်ခြင်ပြီးတော့သင်္ခါရတရားတွေကိုဆင်ခြင်ရင်းနဲ့တလွန်တော်ပေါ်မှာပဲပြည့်စေကဘောရိညံကိုရရှိခဲ့ပါတယ်။အဲဒီနောက်မှာတော့အရှင်ဘုရင်ရဲ့မူမတ်တွေကိုတန်တက်ကဇာတတောင်းဘဝန္တိတေနာတောင်းအစချီတဲ့အခါရာကိုဟောကြားတော်မူခဲ့ပါတယ်။အဲဒီနောက်မူမတ်တွေရဲ့ရှေ့မှာပဲကောင်းကင်ကိုဇန်နဲ့ပြန်တက်ပြီးတော့ ကန္ဓမာဒနာတောင်ကအနန္တမူလှိုင်ကူကိုကြွားချီတော်မူပါတယ်။အဲဒီလှိုင်ကူမှာရှိတဲ့ဘန်းတွေဟာပြည့်စေကဗုဒ္ဓကြွားလာတဲ့ချိန်မှာအလားပါဆုံးပွင့်ပြီးတော့သင်္ကြန်တဲ့အနတ်တွေနဲ့ပူဇော်ခဲ့တယ်လို့သိရပါတယ်။ပရိသတ်များအလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးကက်ကြီးသုံးပါးမှကြော်လာနိုင်ပါစီရှင်။